အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားများလှုပ်ပေးရေးနှင့်စစ်တပ်၏ရွေးကောက်ပွဲကို အတူအောင်ဖြင့်ကျင်းပခဲ့သောပြင်သစ်သမရကို UNG ကကျေးဇူးတင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားများလှည့်ပေးရေးနှင့်စစ်တပ်၏ရွေးကောက်ပွဲကိုအတုအယောင်အဖြစ်ကျင်းညာခဲ့သောပြင်သစ်သမရမာခရိုကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုသည့်ယမန်နေ့နိုဝင်ဘာလ12ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပြည်ထောင်စုတုံညာရင်ကြီးဒေါက်တာတုံညာင်းမြတ်အေးနှင့်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးတုံညာနိုင်ကြီးဌာနပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းစုမွန်အောင်တို့ကပြင်သစ်နိုင်ငံနိုင်ငံသားရေးဝင်ကြီးဌာနအရှိတောင်အာရှဌာနမူသစ် Ms. Mary Hours မြန်မာနှင့်ထိုင်းတာဝန်ခံသစ် Ms. Marion Jelly မြန်မာအတွက်ပြင်သစ်အထူးကိုယ်စားလှယ် Christian Lecturer တို့နှင့်တွေ့ဆုံဆွေးနွေးစဉ်ထို့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်းသိရှိရသည် အဆိုပါတွေ့ဆုံမှုတွင်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်တမရကြီးဦးဝင်းမြင့်နှင့်တကွမတရားသဖြင့်ဖမ်းဆီးခြင်းခံနေရသူများအားလုံးလွတ်ပေးရေးအတွက်တောင်းဆိုပေးခဲ့သည့်ပြင်သစ်တမရမှာခရိုကိုကျေးဇူးတင်ရှိကြောင်းစစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးတရားဝင်ရည်တည်ချက်ကိုထုတ်ဖော်ခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်း NUG ကထုတ်ဖော်ပြောဆိုသည့် ထို့အပြင်လူသားချင်းစာနာသည့်အကူအညီပေးအပ်နေမှုများလက်ရှိမြေပြင်အခြေအနေတိုးတက်မှုများတော်လှန်ရေးအင်အားစုများ၏ရှေ့လုပ်ငန်းစုများနှင့်အခက်အခဲကြုံနေရသောမြန်မာနိုင်ငံသားများကိုဆက်လက်အကူအညီပေးရန်စသည်တို့ကိုအဓိကထားဆွေးနွေးခဲ့ကြောင်းသိရှိရသည့်မြန်မာစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနှင့်အားလုံးပါဝင်မှုစံချိန်စံနှုန်းများနှင့်မကိုက်ညီဟုပြင်သစ် စိုးရကနိုဝင်ဘာလ၈ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးစစ်စိုးရကနင်းတို့ထိမ့်ချုပ်ထားသောနေမြေဒေသများတွင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ကျင်းပမည့်ရွေးကောက်ပွဲသည်ပွင့်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနှင့်အတိအမှတ်ပြုခံရမှုဆိုင်ရာစံနှုန်းများနှင့်မကိုက်ညီကြောင်းပြင်သစ်အစိုးရကထောက်ပြကြေညာခဲ့ခြင်းဖြစ်သည့်ရင်းပြင်အောက်တ